Old Questions Part 2 GDO Question First 2မှာအာဆရာတို့ quantity equation နဲ့ပတ်သက်ပြီးတော့မှမိသားစုပုံစံတွေကိုအရင်လေ့လာကြမယ်။ Old Question တွေမလေ့လာခင်ဆရာတို့ထုံးစံအတိုင်းတည်တည်ထိုက်တဲ့အခြေခံအကြောင်းအရာတွေကိုအရင်လေ့လာကြရမယ်။ Quantity equation နဲ့ပတ်သက်ပြီးတော့လေ့လာမှာဆိုတော့ quantity ဟာဘာကိုဆိုလိုတယ်လဲဆိုတာသိထားရမယ်။ What is quantity equation? Quantity equation ဆိုတာဘာလဲ။ quadratic equation ဆိုတာကိန်းတန်းတစ်ခုမှာ power နှစ်ထပ်အများဆုံးရှိတဲ့ equation ကိုဆိုလိုခြင်းဖြစ်တယ်။ဥပမာ ax2 bx c 0ဒီ equation တစ်ကြောင်းလုံးမှာ power တနည်းအားဖြင့် degree အမြင့်ဆုံးက2ဖြစ်တယ်။ဒီလို equation မျိုးကို quadratic equation လို့ခေါ်တယ်။ quadratic equation ပုံစံကိုကြီးကြီးဆောင်ဖို့ပဲမှာပုံစံမျိုးနဲ့မိလေးရှိပါတယ်။ပထမပုံစံကအစွယ်ကိန်းခွဲခိုင်းတာဖြစ်ပြီးတော့ဒုတိယပုံစံက quadratic equation formula ကိုသုံးပြီး မတိကိန်းတလုံးရဲ့တန်ဖိုးကိုရှာခိုင်းတာပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာဆရာတို့ quantitative equation ကိုစောက်ွယ်ကိန်းခွဲတဲ့မေးခွန်းအကြောင်းရှင်းပြမှာဖြစ်ပါတယ် quantitative equation formula ကိုတုံးပြီးတော့မေးတဲ့ပုံစံအကြောင်းကို path 3မှာ subtop တင်သွားပြပါမယ် quantitative equation ကိုစောက်ွယ်ကိန်းခွဲမယ်ဆိုရင်ဆရာတို့ပုံထုတ်ခြင်းဤနဲ့ချက်ချေကဲစောက်ွယ်ကိန်းခွဲခြင်းဤကိုတည်ထားပါမယ်ပုံထုတ်ဤကိုကြည့်အောင်ဥပမာ a² + 2a ဆိုပါစို့ ဒီကိန်းတန်းမှာ a square နဲ့ 2a ဆိုတဲ့ကိန်းနှလုံးပါတယ်ကိန်းတန်းတစ်ခုမှာကိန်းလုံးပဲနှလုံးပါလဲဆိုတာကိုအပေါင်းနှုံနဲ့ဆရာတို့ကြည့်ရမယ်အမြောက်အစားနဲ့ကြည့်လို့မရပါဘူး 2a ဒါမှမဟုတ် 2a ဆိုတာကိန်းတစ်လုံးလို့ပဲယူဆမယ် 2a ဆိုရင်လည်းပဲကိန်းတစ်လုံးပဲ 2a ဆိုရင်တော့2နဲ့ a ဆိုတဲ့ကိန်းကိုကိန်းနှလုံးဖြစ်ယူဆလို့ရတာပေါ့2 a ဆိုရင်လည်းပဲ2နဲ့ a ဆိုပြီးတော့ကိန်းနှလုံးဖြစ်ယူဆလို့ရတာ ဒါဆိုရင် a² 2a ဆိုတဲ့ကိန်းတန်းပြထားမယ်ဆရာတို့ပုံထုတ်ဘူးဆိုရင်ကိန်းတန်းမှာရှိတဲ့ကိန်းတွေရဲ့သူညီတဲ့ကိန်းအလုံးကိုကြည့်ရမယ် a² ဆိုတာ a အမြောက် a 2a ဆိုတာ2အမြောက် a a ဟာကိန်းနှလုံးစလုံးမှာရှိတယ်ဒါဆိုရင် a ကိုဆရာတို့ပုံထုတ်လို့ရမယ် a ကိုပုံထုတ်ပြီးဆိုရင် a² က a ကိုထုတ်လိုက်တဲ့အခါကျတော့ဂွင်းထဲမှာ a တစ်လုံးပဲကျန်မယ် 2 a တဲ့ကနေပြီးတော့ a ထုတ်လိုက်တဲ့အတွက်2ပဲကျက်မယ်ဒါဆိုရင် a ဝင်စား a 2ရပါမယ် a a 2ကိုပြန်ရှင်းရင်လဲဂွင်းပြင်က a ကဂွင်းအတွင်းမှာရှိတဲ့ဂိန်းအလုံးနဲ့ဆိုင်တယ် a နဲ့ a နဲ့မြောက်တော့ a square a နဲ့2နဲ့မြောက်တော့ 2a ပြန်ရမယ်ဒါဆိုရင် a square 2a ပြန်ရတယ်ဒါကိုပုံထုတ်တယ်လို့ခေါ်ပါတယ်ချက်ချေကအစခွဲဂိန်းခွဲနီး quadratic equation ရဲ့ဥပမာကြည့်ရအောင် a square minus 3a minus 10ဒီ equation ကိုကြက်ချီကနီးနေဆရာတို့စကွဲကင်ခွဲမဆိုရင် အရင်ဆုံးကြက်ချီကဆွဲလိုက်မယ် equation ရဲ့အရှိအလုံး a square က a into a လို့ခွဲနိုင်တယ်အဲ့ဒီ a နှလုံးကိုကြက်ချီကရဲ့ထိပ်မဆရာတို့ရေးလိုက်မယ်ပြီးရင် equation အနောက်ဆုံးက minus 10ကိုခွဲရမယ် minus 10ကိုခွဲမယ်ဆိုရင်25 30ရမယ် minus 10ဆိုတော့ minus ပါနေတော့ minus 2 into 5ဒါမှမဟုတ်ရင်2 into minus 5ဖြစ်ရမယ် minus 2လား minus 5လားဆိုတာကိုဆရာတို့ရှင်းရင်သိပါတယ်ချက်ချင်းကမှာမြင်းချောင်းထိပ်မှရှိတဲ့ကဲနှလုံးအချင်းချင်းကိုမျှောက်ရမယ် a နဲ့5နဲ့မျှောက်တော့ 5a a နဲ့2နဲ့မျှောက်တော့ 2a ဆိုပြီးတော့ရသွားမယ် 5a နဲ့ 2a ကိုဆရာတို့ရှင်းရမယ်အဲသူတို့ကိုရှင်းလို့ရလာတဲ့တန်ဖိုးက equation အလေးမှရှိတဲ့ gain တန်ဖိုးကိုရရအောင် equation အလိုက်မှာရှိတဲ့ gain တန်ဖိုးက -3a ဆိုတော့ 5a နဲ့ 2a မှာ 5a ကို -2 တန်ဖိုးထား 2a မှာဆရာတို့ plus တန်ဖိုးထားရမှာဒါဆိုရင်ရှင်းလိုက်တော့ -3a ရဒါကြောင့် -9 ကို 5c မှာထားရမယ် plus ကို 2a ရှိမှာထားဆရာတို့ပြန်ချိန်ကြိုက်ကြည့်ရအောင်ချက်ချေကအစီထိတ်မှာရှိတဲ့ a နဲ့ e နဲ့မျှောက်ရင် a square အနောက်မှာရှိတဲ့ -5 နဲ့အဲ +2 ကိုညောင်းမယ်ဆိုရင် -10 သူတို့တန်ဖိုးကို ရှင်းလိုက်တော့ -3a ပြန်ရတယ်ဒါဆိုရင်ဆရာတို့အဖြေကမှန်ပြီချက်ချိကရဲ့အပေါ်ပိုင်း a+2 တကွင်းအောက်ပိုင်း a-5 တကွင်းကိုရမယ်ဒါကြောင့် a square -3a -10 ရဲ့စာခွဲကိန်းဟာ a+2 တကွင်း a-5 တကွင်းရမယ်။ဒါကိုချက်ချိကန်းနဲ့ quadratic equation ကိုစာခွဲကိန်းခွဲတယ်လို့ဆရာတို့ခေါ်ပါတယ်။ 2024 question ကိုဆရာတို့ကြည့်ရအောင် which expression is for 4x cube 16x square 48x လို့ပြထားတယ်ဒီ equation ဟာ quadratic equation မဟုတ်သေးဘူးအဲ့တော့ဆရာတို့ quadratic equation ဖြစ်အောင်အရင်ပြောင်းအောင်ဒီ equation မှာဆရာတို့အရင်ဆုံးပုံထုတ်ရမယ်ပုံထုတ်ဖို့ဆိုရင် gain တွေကိုအရင်ကြည့်ရအောင်4 year 16 year 48 year ဆိုပြီးတော့ရှိတယ်4 year 16 year 48ရောလေးတက်လီလေး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 16 42လေး48ဆိုပြီးတော့လေးလေးခေါ်လို့ရတယ်တနည်းအားဖြင့်လေးနဲ့စားလို့ပြတ်တယ်ပေါ့ဒါဆိုရင်ဆရာတို့ဟောလေးကို ပုံထုတ်နောက်ထပ်မတိကိန်းကိုဆရာတို့ကြည့်ရအောင်ဒီကိန်းတန်းမှာကိန်းတန်းက x ပါနေတယ်ဒါဆိုရင် x ကိုလည်းဆရာတို့ပုံထုတ်လို့ရတယ်ဒါကြောင့်ဒီ equation မှာဆရာတို့ 4x ကိုပုံထုတ်မယ် 4x ဝင်စား 4x2 မှာ4ရဲ့ x တစ်လုံးရေထွက်သွားတော့ x2 ပဲကျက်မယ်16 x2 မှာ 4x ထွက်သွားတော့ 4x ပဲကျက်မယ် 48x မှာ 4x ထွက်သွားတော့12ပဲကျက်မယ်ဒါဆိုရင် 4x ကွင်းစာ x2 4x 12ရလာမယ် 4x က 4x ပဲကွင်းထဲမှာ x square 4x minus 12ဆိုတော့ quadratic equation ဖြစ်သွားပြီ။ဒါဆိုရင်ဆရာတို့အဒီ quadratic equation ကိုချက်ချကနီးနဲ့စကွဲကိန်းခွဲရအောင်။ quadratic equation ကိုဆရာတို့ချက်ချကနီးနဲ့စကွဲကိန်းခွဲမယ်ဆိုရင်အစီအစုံအလုံးနဲ့အနောက်ဆုံးလုံးကိုဆရာတို့ခွဲရမယ်။အစီအစုံအလုံးကိုဆရာတို့ကြည့်လိုက်တော့ x square အဲ့ဒါအဲ့ဒီ x square က x into x အဲ့ဒီ x တွေကိုဆရာတို့ချက်ချကရဲ့အစီဘက်ထိပ်ဒီမှာဆရာတို့ကြည့်လိုက်မယ်။နောက်ဆုံးအလုံးကိုကြည့်လိုက်တော့ -12 မိုင်းနက်တွဲကိုဆရာတို့စကွဲကိန်းခွဲမယ်ဆိုရင်3လေးလီ12 624 12စနစ်တလီစနစ်ဆိုပြီးတော့ခွဲလို့ရတယ်ဆရာတို့ဘဲအတွဲကိုတုံးရမလဲဆိုတာကိုခြင်ရသူတို့ကိုရှင်းလိုက်မယ်ဆိုလို့ရှိရင်အလေကတန်ဘို 4x ကိုဆရာတို့ရရမယ်ဆိုတာက 4x ကိုပြန်ရရမယ်ဆိုတဲ့တပေါ်ဒါဆိုရင်ဆရာတို့3နဲ့4အတွဲကိုကြည့်အောင်3လေးလီစနစ်ဆိုတဲ့အတွဲပေါ့နော်3နဲ့4ကိုဆရာတို့ပေါင်းပေါင်းနှုတ်နှုတ်ဟော4ပြန်မရအောင်နော် 3နဲ့4နဲ့ပေါင်းမယ်ဆိုရင်9နဲ့3နဲ့4နဲ့နှုတ်မယ်ဆိုရင်အဲကြောင့်3 4 4နှစ်အတွဲကိုဆရာတို့မယူ6နဲ့4 2နှစ်ကိုဆရာတို့ကြည့်ရအောင်6နဲ့4 2နှစ်ဆိုလို့ရှိရင်6နဲ့2နှစ်ကိုဆရာတို့နှုတ်လိုက်မယ်ဆိုရင်တော့4ရမယ်နော်ဒါဆိုလို့ရှိရင်ဆရာတို့6နဲ့4 2နှစ်အတွဲကိုယူယူမယ်ဆိုတော့6နဲ့2ကိုဆရာတို့ချက်ချက်ကရဲ့အနောက်ဘက်ထိပ်ဒီမှာဆရာတို့ရေးမှာပေါ့အခုဆရာတို့ချက်ချက်ကရဲ့ဆန်ကျင်ဘက်ထိပ်အချင်းချင်းကိုမြောက်လိုက် ်မြောက်လိုက်တော့ 2x နဲ့ 6x ရမယ်သူတို့ရှင်းလိုက်တဲ့တန်ဖိုးကအလယ်ကဲ 4x ရမယ် +4x ပေါ့ +4x ရမှာဆိုတော့ plus ကိုကင်ကနန်ကြည့်တဲ့ဆက်အစီမှာဆရာတို့ထည့်လိုက်မယ် minus ကိုဟို2နေရာမှာဆရာတို့ထည့်လိုက်ဒါဆိုရင် +6x minus 2x ရမယ်ရှင်းလိုက်တော့ +4x ရမယ်ဆရာတို့ မှန်လားမမှန်လားဆိုတာ checks လုပ်ကြည့်ရအောင် x နဲ့ x နဲ့မြှောက်တော့ x square plus 6နဲ့ minus 2နဲ့မြှောက်လိုက်တော့အနောက်ဆုံးအလုံး minus 12ကိုရတယ်သူတို့ရဲ့တန်ဖိုး plus 6x နဲ့ minus 2x ကိုဆရာတို့ဆင်းလိုက်တော့အလေက gain plus 4x ရမှာဒါဆိုရင်ဆရာတို့အဖြေကမှန်ပြီအဲ့ဒီတော့ 4x က 4x ပဲတက်ချေကအပေါ်မှာရှိတဲ့ x plus sigma to x minus sigma to queen sublime. That's when for x x plus eight, x minus two Thank you for watching my video.